ရုတ်တရက်ရင်ဘတ်အောင်ပြီးအသက်ရှူရတာခက်ခဲလာပါသလားပြင်းထန်သောနှလုံးဖောက်ခြင်းကြောင့်အလုံသမားငယ်ရွယ်သူများတည်ဆုံခြင်းတူများလာပါသည်ညံပြင်းသောပတ်ဝန်းကျင်တွင်ခန္ဓာကိုယ်သုံး၍အလုံးအကျုံအလုပ်လုပ်ရခြင်းအလုံဝင်ပြီးခြင်း အေးပြက်ခြင်းနဲ့စိတ်ဖိစီးမှုများစုပြုံဖြစ်ခြင်းသည်နှလုံးခုန်ရက်ပြီး ရုတ်တရက်တေဆုံးနိုင်နှုံများမြင့်တက်စေပါသည်ရုတ်တရက်နှလုံးခုန်လုံးမမှန်ပဲရင်ဘက်အောင့်လာပြီးအသက်ရှူရခက်လာခြင်းသည်နှလုံးကြွက်သားပုတ်ခြင်းအဖြစ်များသောလက္ခဏာများဖြစ်ပြီးသောချွေးပြန်ခြင်း ့အံ့ဩခြင်းမူးနှောက်ခြင်းလက္ခဏာများလည်းဖြစ်ပါသည်ယင်ဘက်အလေသို့မဟုတ်ဘယ်ဘက်တွင်စတင်နာကျင်လာပါကချက်ချင်းအရေးပေါ်ဖုန်းနံပါတ်119ကိုဆက်ပါနှလုံးသွေးကြောကျင်းပြီး သို့မဟုတ် ပိတ်နေပြီးနှလုံးသို့ကောင်းကောင်းသွေးမလေပတ်နိုင်သောကြောင့်ထိုလက္ခဏာများပြလာခြင်းဖြစ်ပါသည် နှလုံးသွေးကြောယောဂရှိသောအလုံသမားများသို့မဟုတ်အလွန်ပူအလွန်အေးသောယာသည်ဥရုဖုန်များသောပတ်ဝန်းကျင်တွင်အလုံးလောက်ရသောအလုံသမားများသည်ကျမ်းမာသောဘဝနေထိုင်မှု ပုံစံကို ထားရှိရပါမည်အယက်စေးလိတ်တောက်သုံးခြင်းမပြုဘဲအဒီအနံဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသုံးမှာအကျော်စာများထက်စီကိုအသုံးမပြုဘဲချက်ထားသောဟုတ်ထားသော အစားစာများကို စားသုံးမှာဒီနေ့အနည်းဆုံး9နာရီအိပ်ပြီးပြင်မလျင်ကောင်းမွန်စွာနားပါအီရိုဘစ်လေးကျင်ကန်ပုံမှန်လှုပ်ပြီး ကိုအလေးချိန်ကို ပုံမှန်အဆင့်တွင်ထိမ့်သိမ်းပါနှလုံးသွေးကြောယောဂဖြစ်နိုင်ခြင်းမြင့်မားစေသောစီးကျူသွေးကြိုနှင့်ဗီဒိုယောဂကဲ့သို့နာတာရှိယောဂများကိုဗျူဒစိုက်စီမံထိန်းချုပ်ပြီးမှန်မှန်ကျမ်းမာရေးစစ်ဆေးကရုပ်ရည်သေဆုံးနိုင်ခြင်းအန္တရာယ်မှကြိုတင်ကာကွယ်ပါ